โอเคဆရာစောတမိန်ထွန်းခင်ဗျာအခုကျွန်တော်တို့ဟိုရှမ်းမြောက်ဒေသမှာပေါ့နော်ဟို TNL တအန်းဖွဲ့နဲ့ KIA ကချင်ဖွဲ့တို့ကြားမှာနေမြေကိစ္စနဲ့ပတ်သက်ပြီးတော့တော်တော်လေးပြင်းပြင်းထန်ထန်ပေါ့နော်ဟိုပฏิပက္ခပုတ်တက်မှုတွေကျွန်တော်တို့ကြားနေရတယ်တွေ့နေရပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ရင်ဆရာတို့ကလည်းဒီနေမြေကိစ္စနဲ့ပတ်သက်အတွေ့အကြုံရှိခဲ့ဘူးတယ်ပေါ့နော်ဆိုတော့အဲ့ဒီပုံမှာဆရာဘလူးမျိုးများဟိုမှတ်ချက်သဘောထားလေးပြလို့လေဗျဒီလိုဗျသမိုင်းစင်လာရဓာတ်အောင်ကြောင့်နှစ်ထောင်လက်ချီပြီးနေလာတာ 个青叶不老叶香叶喏，那不是嘛？我干的就八个哎，小小米拿来比大的，摇的呀，摇出你的个青叶香叶不老叶的呀，哒得得得，听不腻的呀。哎喽，摇的哟，啊，就那路啊，有苗种苗的，年纪木的，都要老百姓的，听嘛，就不一样。哎老古啊，你阿人那个阿姐拉路，今那哈里我公路开开那路。 ဖြတ်သားတို့ကလုံလုံမရဘူးလေဒါတယောက်နဲ့တယောက်ရေးစားရဒါဖက်ဒရယ်ဘူးပဲလေဓာတ်လူကြီးနဲ့ကိုယ်ပိုင်ပြဆောင်ခွင့်တော့အဲ့ဒါအဲ့ဒါကိုပေါက်ပြက်လို့ကမရဘူးနောက်ကြမှာကျွန်တော်တို့ဒီစေအာနာရှင်ပြုတ်သွားပြီးတကယ့်ကိုကျွန်တော်လွတ်လွတ်လပ်လပ်တိုင်းရင်းသားလူမျိုးစုတွေနော်လွတ်လွတ်လပ်လပ်ရှိတဲ့ခါကြမှာကဲဘယ်လိုလောက်ကြမလဲဆိုတမီကြီးနိုင်ပြီးမှခွဲဝေတယ်ဆိုရင်အဲ့ဒါကောင်းဆုံးပဲအခုဒီလိုလောက်ကြကြတော့ပြဿနာက တော်လာရေးကိုကြာချင်းသွားစေတယ်တော်လာရေးကအောင်မြင်ရမှာခပ်တူတူနဲ့အောင်မြင်ရမှာအချိန်ကာလတူတူနဲ့အောင်မြင်ရမှာဒီလိုလောက်တဲ့ဆိုကြာတော့ဘာဖြစ်လာတော်လာရေးရနောက်ကဘလောက်ကြာသွားမယ်မသိဘူးအဲ့ဒါမလုတ်တဲ့ဟာလို့ကျွန်တော်တမမြင်တယ်နော်အဲ့ဒါဖက်ဒရယ်မူကိုလည်းဒါဆန့်ညစ်တယ်ကြာနော်ဂျန်တူရေးနဲ့ကိုပိုင်ကြတန်းခွင့်ဆိုတာကိုလည်းဆန့်ညစ်တယ်ဒီလောက်ကအဲ့တော့ကိုအရာကြည့်ရင်ကိုယူကိုအရာမကြည့်တဲ့ခါကျတော့ငြိမ့်နေ အဲအဲ့လိုမျိုးတွေမလုပ်သင့်ဘူးလေ။ကျန်တဲ့ပိုင်းညာကျွန်တော်မပြောတော့ဘူးနော်။ဒါကချင်တို့ဘာလို့ကဘလောက်ကူညီခဲ့တယ်ဘာလို့ကျွန်တော်ဒါတွေမပြောတော့ဘူး။အဲ့လားလေးအပိုင်းမော်ရကျွန်တော်ကဒါကဒီလိုကို့မှာလက်နဲ့အားကောင်းလာလို့သူများဟိုမြို့ရွာတွေကတရုတ်ရဲ့ရင်ကျေးမှုတွေနော်အဲ့ဒါတွေကိုဖျက်ဆီးတယ်ဆိုတာဒါမလုပ်သင့်ဘူး။အဲ့လားဓာတ်လူရင်းနဲ့ကိုပိုင်ပြတ်သားခွင့်ဆိုတဲ့မူနဲ့လည်းမကိုက်ဘူး။ present မူနဲ့လည်းမကိုက်ဘူး။အဲ့ဒါလို့ Okay အစိုးရကအကောင်းလို့ပြောရမှာဆရာဒါပေမဲ့လည်းဟို ခုကတနက်တော့မဖောက်ဘူးပေါ့နော်ဘယ်လိုပို့တိုက်မှုတွေပဲဖြစ်ဖြစ်အဲ့ဒီအရာတွေတော့ထင်းထင်းထင်းလုံနိုင်တယ်ဒါပေမဲ့လက်သီးချင်းတော့ထိုးကြတာပေါ့လေအဲ့လိုတော့ရှိတယ်ဆိုတော့ဟိုအဲ့အဲ့ဒီလိုတနက်မဖောက်တဲ့ဟာလေးရောဆရာဘယ်လိုမြင်လဲဒီအစိုးရအကောင်ပေါ့နော်အဲ့လိုလေးတော့တွေ့ရတယ်အဲ့အကောင်အဲ့ဒါလက်ကိုဘလုတ်တင်တဲ့ဟာဗျအဲ့ဒါအစိုးရအကောင်ကိုမဟုတ်ဘူးလက်ကိုဘလုတ်တင်တဲ့ဟာတလောက်တို့ညီနောင်တွေတကားတဲ့တင်နာနေအတူတူတဲ့တနက်တည်းအတူတူကြိုက်လိုက်တိုက်နေပြီးမှဟိုက အားလီရှိလာမှဒီလိုလုပ်တယ်ဆိုတာဒါမလုပ်တင်နဲ့အားဗျာတရားတရားလုံးဝတုံးဝမလုပ်တင်နဲ့ထိုးကမထိုးသင့်ရအောင်မထိုးရအောင်နော်လက်သီးနဲ့လည်းမထိုးရအောင်ငောက်ကောက်ငါးနာတယောက်နဲ့တယောက်လည်းမပြောရအောင်အဲ့ဒါကိုထိုးပေါက်တာဘာလို့လဲအဲ့ထိုးပေါက်တဲ့လူကဓာတ်လူကြီးနဲ့ကိုယ်ပိုင်ပြတော့ကိုယ်နားမလဲဖက်ဒရယ်ဒီမိုကရေစီပုံသံကိုနားမလဲလို့အဲ့ဒါပဲအဲ့ဒါပြင်မယ်တို့ဆွေးနွေးကြလေတို့ဘာတို့တို့ဒေသပဲอ่ะကျွန်တော်တို့ကအသေးစိတ်သိကြမှာမဟုတ်ဘူး ဟုတ်ကဲ့ဆရာနောက်တစ်ခုကနည်းမြေအရာပေါ့နော်အဲ့လိုမျိုးဘလို့ဘလောက်အရေးကြီးလဲဘာကြောင့်အဲ့လိုဖြစ်တတ်တာလဲဆရာတို့တွေ့ကြုံရပေါ့ဆရာတို့တုံးကလည်းဒီမွန်နဲ့ပတ်သက်ပြီးဒီလိုမျိုးတွေ့ကြုံရှိခဲ့ဘူးလေကျွန်တော်တိထားရတယ်လေဆိုအဲ့ဒါလေးကိုဆရာပြန်မျှဝေလို့ရမလားဒီလိုပြမွန်နဲ့ပတ်သက်တာတွေကတော့ကျွန်တော်မပြောချင်တော့ဘူးဗျအဲ့ဒါကလည်းအင်ပုံစံနေနေမှာပဲဗျနော်အဲ့ဒါတွေကနောက်ထပ်မဖြစ်အောင်လုပ်ဖို့ပဲလိုတယ်မွန်ဘက်ကလည်းသူတို့စဉ်းစားရမယ်ကရင်ဘက်ကလည်းစဉ်းစားရနော် အမားတွေကတပတ်တော့ကိုပုံချလို့တော့မရဘူးနော်အဲ့ဒါအဲ့တော့နေမင်းညင်းပွားမှုတွေဖြစ်လာရင်လေဟိုဟိုဆရာတို့တွေ့ကြုံရအကောင်းဆုံးဖြည့်ရှင်းမဲ့ပုံစံတစ်ခုလောက်ဆရာအကြံပြုပေးပါဗျာအကောင်းဆုံးဖြည့်ရှင်းမဲ့ပုံစံဒီလိုပါပဲကျွန်တော်တို့မုံနဲ့ခရင်ကလည်းဂျွာတွေကဟိုတစ်ခုတစ်ခုတည်းဟိုပါလေဟိုတတတမောတတကိရတတဒရာမရှိတော့အဲ့လိုမျိုးပဲကျွန်တော်တို့ကဒီမုံရွာမုံအုပ်ချုပ် နော်ကရင်ရွာကရင်အုပ်ချုပ်စုတဲ့အခြေခံဘူကနေကျွန်တော်သွားတာပဲနော်အဲ့တော့ကျွန်တော်တို့တပ်မ6နဲ့မြေအဲ့ဒါကြီးအများဆုံးပဲနော်အဲ့တော့မုံကလည်းကရင်ရင်ကျင်းမှုကိုလာပြီးမှမနောက်ချက်နဲ့ကရင်ကလည်းမုံရင်ကျင်းမှုတွေကိုမနောက်ချက်နဲ့သူ့ရဲ့အခွင့်အရေးနော်သူ့ရဲ့ဓာတ်လူမှုအခွင့်အရေးကိုလေးစားရမယ်အဲ့ဒီပုံစံကျွန်တော်ပြန်လုပ်ပြန်လေလောက်တော့လည်းအခုကတော့ငြိမ်းနေတာပဲလေအဲ့လိုမျိုးပါဟုတ်ကဲ့အအောင်မြင်တယ်လို့ပြောရမှာပေါ့နော် ဟုတ်တယ်အောင်မြင်တယ်အဲ့ဒါတော့အောင်မြင်တယ်အဲအစွန်ရောက်သမားတွေကတစ်ချက်ချက်ပောက်တာပဲရှိမယ်လေကြာပုံတာတော့အောင်မြင်မော်လည်းဒီကနေ့ကျွန်တော်တို့လူမျိုးကြီးကမုန်းကြီးတာမှမဟုတ်ကရင်ကလည်းမော်လူမျိုးကြီးကမုန်းကြီးတာမှမဟုတ်ဟောအကျိုးစီးပွားပေါ့ဗျာမြေယာအကျိုးစီးပွားပေါ့မြေရှိမှစီးပွားလုပ်လို့ရတော့ဘူးအဲ့တော့မြေများများပိုင်အောင်လုပ်တာနဲ့မြေကိုအတုံးချတတ်တာနဲ့အဲ့ဒါတွေကရောနေတော့ပြဿနာတက်တာဟောဗျာအဲ့ဒါပါ โอเคဆရာသောသမိတ်တို့ကျေးဇူးများကြီးတင်ပါတယ်အခုလိုမျိုးမျှဝေဖြည့်ကြားပေးတဲ့အတွက်โอเคโอเคကျေးဇူးတင်တယ်ကျွန်တော်အဲ့ဒီကွန်တက်တူတက်ကျေးဇူးတင်တယ်